ရော်နယ်ဒိုကိုချစ်ပါတယ်လို့ပြောပြီးတော့မက်ဆီကပိုကောင်းတယ်လို့မှတ်ချက်ပေးလိုက်ပြန်တဲ့ရော်နီအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်တိုက်စစ်မဟုတ်အောင်ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပရိသတ်တချို့ကသူရဲ့ idol ပေါ်ဝေဖန်သုံးသပ်မှုတွေနဲ့ပတ်သက်ပြီးတော့ဒီအနီကန်နယ်ရော်နီကိုအမြင်ဆောင်းနေကြတာကြားပါပြီရော်နီနဲ့ရော်နယ်ဒိုက2004ခုနှစ်ကနေ2009ခုနှစ်ထိ United မှာ၅နှစ်ကြာကြာအတူတူလက်တွဲကစားခဲ့ကြပြီးတော့ Sir Alex Ferguson အသင်းအတွက် Premier League ၃ချိန်နဲ့ Champions League တစ်ချိန်ရရှိအောင်ကူညီပေးခဲ့ကြပါတယ် ဒါပေမဲ့သူတို့နှစ်ဦးဟာ2006ကဘာပလာပြိုင်ပွဲမှာတော့အချင်းများခဲ့ကြပြီးတော့ရော်နီနီကပ်ပြတ်တခံထားရတာကရော်နီရိုနဲ့လည်းသက်ဆိုင်နေတယ်လို့သုံးသပ်ခဲ့ကြပါတယ်။ဒါပေမဲ့ရော်နီနဲ့ရော်နီရိုတို့ရဲ့တိုက်စီအတွေ့အဖက်ကတော့ United မှာ goal twin ချမ်းခဲ့ပါတယ်။ရော်နီကအခုရက်ပိုင်းအတွင်းမှာပဲ Rio Ferdinand Present Podcast အစီအစဉ်ကနေသူကရော်နီရိုကိုမုန်းနေဆိုရထက်ပိုချစ်ကြောင်းဝန်ခံဖွင့်ရခဲ့ပါတယ်။ရော်နီကလူတွေကကျွန်တော်ကိုရော်နီရိုကိုမုန်းနေလို့ထင်နေကြတယ်ဗျာ။ကျွန်တော်ကသူ့ကိုချစ်ပါတယ်။သူကတကယ်ဉာဏ်ကြီးရှင်ပါ။သူလုံးပြနေရတဲ့အလောကအမကန်းပါပဲ။ ကျွန်တော်သူ့ကိုချစ်ပါတယ်သူနဲ့ကစားတာသဘောကျပါတယ်လူတွေကသူနဲ့ကျွန်တော်ဘယ်လောက်ရင်းနှီးလဲဆိုတာမသိကြပါဘူးမက်ဆီကရော်နယ်ဒိုထက်ပိုကောင်းတယ်လို့ပြောခဲ့မိလို့ထင်ပါတယ်လူတွေကကျွန်တော်ရော်နယ်ဒိုကိုမကြိုက်ဘူးလို့ပဲထင်နေကြပါတယ်ကျွန်တော်မက်ဆီကိုလုံးဝချစ်ပါတယ်အဲကျွန်တော်မက်ဆီကိုလုံးဝချစ်ပါတယ်သူကစားတာကိုကြည့်ရတာသဘောကျပါတယ်သူ့ရဲ့ကစားဟန်ကစားမားတွေကိုတဝူချင်းဖြတ်ကြတာနဲ့ပတ်သက်ပြီးတော့မက်ဆီကအနေငယ်ပိုကောင်းတယ်လို့ထင်ပါတယ်ဒါပေမဲ့ဒါတခုတည်းသောအကြောင်းပြချက်ပါပဲရော်နယ်ဒိုကအဆုံးဖြတ်ပေးတဲ့သူပါလူတွေကကျွန်တော်ကမက်ဆီကရော်နယ်ဒိုထက်ပိုကောင်းတယ်လို့ပြောတိုင်းမှာကျွန်တော်သူ့ကိုမကြိုက်ဘူး သူ့ကိုအထင်သေးပြောတယ်ဆိုပြီးတော့ထင်းနေကြတယ်လို့ဖွင့်ရဝန်ခံသွားကြတာဖြစ်ပါတယ်